ဖေကိုအနောက်ဘက်အချမ်းနဲ့မိုးပြင်းမြို့ဘက်တွေကိုစစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေကစစ်ကြောင်းထိုးလာလို့ဒီရဲပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဒီသတင်းကိုကုမောရီကပြောပြပေးပါပါရှင်။ပြီးခဲ့တဲ့လတွေတုန်းကတိုက်ပွဲတွေပြင်းထန်နေတဲ့ရှမ်းကယားနယ်စပ်မှာစစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေဟာထပ်ပြီးစစ်ကြောင်းခွဲထိုးလာလို့မိုးပြင်းနဲ့ဖေကုံနောက်ဘက်ချမ်းနေမှာဒီရဲပိုင်းနဲ့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ လက်နက်နဲ့လူရင်အားဖြစ်တင်းမှုအတွေ့မူပြဲကားလမ်းမကြီးထိန်းချုပ်နိုင်မှုမနှစ်သေးကစစ်ကောင်စီတပ်တွေထိုးစစ်ဆင်နေတာဖြစ်ပြီးအခုထိမူပြဲမျိုးကိုတော်လိုင်းတပ်ပေါင်းစုဘက်ကကာကွယ်ထားနိုင်တော့မှာမကြာခဏထိုးစစ်တွေကြောင့်မူပြဲနီးနားကျေးရွာအများစုကတော့မီးလောင်ပျက်စီးနေပြီးရွာလုံးကျွတ်စစ်ရှောင်နေရတဲ့ရွာတွေလည်းရှိလာနေပါပြီအဲမူပြဲဖက်ကတော့မင်းညာချင်းတီတော့ခွေထူလာတဲ့တပ်ပွဲလို့ရှိနေတည်တာပေါ့နော်တပ်ကင်းတဲ့တပ်ပွဲလို့ရှိနေတည်တယ်အဲဒါမဲ့ဟိုကောပတ်မပေါ်တာဆွဲတဲ့ဆိုတာမျိုးတော့ဟာ လို့ဆက်ကျွန်တော်မြေပြင်မှာရှိတဲ့ကျွန်တော်ရေပေါ်လေးကိုကျွန်တော်ကလမ်းပြီးတော့ဆူဆန်ခိုင်းတယ်မရှိတဲ့တင်းယူခိုင်းတယ်မရှိတဲ့တီချာမတီမြေပြင်ပေါ်တော့ဆူရမီရောမရှိဘူးလीနော်အခုထပ်ထိုးလာတဲ့စစ်ကြောင်းကဖေခုံအင်းနားကကြေးရာတွေမှာဒေသခံတွေကိုပေါ်တာဆွဲတာနေအင်းတွေကိုမီးရှို့တာတွေဇက်တိုက်လုပ်နေပြီး PNO ဘက်ကရုရှားကလာပြီးတနန်းပေးထားတဲ့အထူးကွန်မန်ဒိုတွေကိုတိုက်ပွဲမှာအသေးကောရှင်မှာမိတယ်လို့အင်းလေး PDF ကဆက်ပြောပြပါဗျ။ပြီးခဲ့တဲ့နေ့ရက်နေ့ကစပြီးတောင်မိုကွဲရာဘက်ကနေစစ်ကြောင်းထိုးလာတာလေရင်တွေလက်နက်ကြီးပစ်ကူတွေအစမတန်သုံးပြီးထိုးလာနေတာ ရှမ်းတောင်စစ်ဒေသဗျူဟာ14ရက်ထုတ်ပြန်ချက်အရရှမ်းတောင်ကရနီနယ်ဇက်ဒေသကုန်းတာကျေးရွာမှာကရနီအမျိုးသားများကာကွယ်ရေးတပ်နဲ့အတူဖဲကုံ PDF 1336တပ်ရင်းတို့ပူးပေါင်းပြီးစစ်ရေးလှုပ်ရှားမှုတွေလုပ်နေတဲ့အတွက်ဖဲကုံတဝိုက်မှာလည်းစစ်ရေးခြေနေတင်းမာနေပါတယ်။အဲဖဲကုံပြတော့တိုက်ပွဲဖြစ်တယ်တော့မရှိဘူး။ဒါပေမဲ့အာစစ်တေချပြန်ဦးဖဲတီတော့ဟိုဖဲကုံမြို့ရဲ့နေစုနဲ့ဖြတ်မရှိတဲ့ကျေးရွာတွေတချို့တွေတော့ အပေါ်တလိုက်ဆွဲတယ်ဆိုတဲ့ဒီနော်ကြာတော့ကြာတာပေါ့ဒီနော်ဒီဟာလည်းဒီကျွန်တော်တက်ဆိုင်တဲ့ area တာဝန်ရှိတဲ့အဲပုဂ္ဂိုလ်နဲ့ကျွန်တော်ကလောင်ပြီးတော့တည်တည်တိကျရပ်ဖို့တဲ့ခြေစနေတော့ပဲပေါ့နော် Granny စစ်မြေပြင်အနှံ့တိုက်ပွဲတွေပြင်းထန်လာနေတဲ့အတွက်စစ်ဆောင်ဦးတွေကလည်းတိုးလာနေပါတယ်ဖေကုံနောက်ဖက်ချမ်းကထွက်ပြေးလာတဲ့စစ်ဆောင်တွေမှာအစားအသောက်ထောက်ပံ့မှုတွေအရေးကြီးကြီးလိုအပ်နေတယ်လို့ငကိုရှိပြီးသားစစ်ဆောင်တွေမှာလည်းမိုးကလိုအပ်ချက်တွေရှိနေလို့အကူအညီတောင်းခံနေကြပါတယ်ခင်ဗျာကျွန်တော် Morris ပါ